ွေရဲ့အလေးအကျင့်ကြီးတွေဘလို့ချိန်ဆက်နေရဆိုတာကိုဖော်ပြပေးချင်ပါတယ်ထပ်ပြန်ကြည့်နေဆိုလို့ရှိရင်တော့ဒီအကြအရာလေးကိုမသိလို့မဖြစ်ပါဘူးလို့ပေါ့နော်။တင်ဘလောက်အထီးတည့်ရဲ့စိတ်ကိုထဲချုပ်နိုင်ရလို့ဒီဖြစ်ပါလေ။စိတ်တစ်ခုကတင်ဘဝကြီးကိုကြက်ကန်နေရဆိုတာကိုသင်သိပါလား။အဆော ော့ဒီနေ့ဒီဗီဒီယိုမှာတော့လူတိုင်းသိတဲ့နဲ့သိစိတ်နဲ့မသိစိတ်အကြောင်းလေးကိုလွယ်လွယ်လေးနဲ့ရှင်းပြသွားပေးမှာဖြစ်ပါတယ်။ဆိုတော့သိစိတ်ဆိုတာကလည်း conscious mind သိစိတ်ဆိုတာကတော့လူတရားအခုအချိန်မှာပေါ့နော်တော်တော်လေးသိနာလဲနေတဲ့အစိတ်ခြေလမ်းမျိုးကိုဆိုလိုပါတယ်။သိစိတ်အလုံးလုံးပုံကိုပြောပြပေးပါမယ်။ချက်ချက်တတိထားနိုင်တဲ့အရာတွေစက်မြင်နေပါတယ်။ ဟိုမှာပေါ့နော်စာဖတ်နေတဲ့ဟောမေးခွန်းတွေတစ်ခုခုထောက်ပြနေတယ်အဲအဲ့လိုမျိုးလေးတွေလည်းပါပါတယ်လို့ပေါ့နော်ပြီးတော့ကိုတစ်ခုခုဖြစ်စင်တဲ့စံတန်းတွေဆုံးဖြတ်ချက်ချတာတွေအဲ့ဒါတွေလည်းပါဝင်သေးတယ်သိစိတ်ထဲမှာပြီးတော့သတိထားခြင်းအာရုံစိုက်ခြင်းလောဆောက်ဒါလေးလေတိစိတ်ထဲမှာပါဝင်ပါတယ်လို့ပေါ့နော် channel မှာပဲကိုစိတ်ကူးရင်နာတို့တောက်ပြန်လို့စဉ်းစားတာတွေလည်းလုပ်တတ်တယ်။နောက် ဥမာပေါ့နော်မနေ့ကရထားတယ်ကိုကပေါ့နော်အလုပ်သွားဖို့ဗိုင်းအင်ဂျင်နီယာဝင်ကောင်းတယ်ဒါလည်းစဉ်းစားတယ်အဲ့ဒါလည်းသိစိတ်ထဲမှာပါဝင်လို့ကြွချက်ပါ နောက်တစ်ခုကမိတ်ဆွေလုံးဝမသိတယ်မသိစိတ်ဖြစ်ပါတယ်အဲ့ဒါဆိုတော့မသိစိတ်အကြောင်းကိုကျွန်တော်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြောပြချင်မသိစိတ်ဆိုရယ် self conscious mind ကိုခေါ်ပါတယ်အဲ့ဆိုတော့မသိစိတ်ဆိုတာကကိုယ်တိမထားပြနေလုံးလိုက်တဲ့အရာမျိုးပေါ့ဒါအတွေ့အကြုံအမြင်တက်တဲကြလာတဲ့အခါမှာယုံကြည်ချက်ပြအပေါ်အခြေခံပြီးတော့အလိုအလျောက် တိဆက်နေတတ်ပါတယ်။ငါအဲမတိစိတ်ကလည်းကိုယ့်ကိုအတွင်းထဲမှာရှိနေတယ်။ဆိုတော့မတိစိတ်ကအလုံးလုံးပုံတွေကိုရှင်းပြပေးပါမယ်။အဲဆိုတော့တတိမထားပဲနဲ့ပေါ့နော်အလုံးလုံးဖြစ်သွားတဲ့နေရာအသက်ရှူတယ်။မှမှရင်မောင်းနေတယ်၊ကွာမောင်းနေတဲ့အချိန်မှာဖွေးရမယ့်ဥစ္စာကတိစိတ်ကမတိပဲနဲ့ဟိုမတိစိတ်ကနေဖွေးလိုက်တာမျိုးလိုပေါ့နော်။ပြီးရင်လမ်းပြမှုမစင်စားမနဲ့လောက်သွားတာဒါနဲ့လည်းမတိစိတ်ကအလုံးလုံးသွားတာပါတဲ့နော်။ဟောစိတ်ထဲမှာဒီဘဝကတုံ့ပြန်မှုတွေထိုးသွင်းခံရတဲ့ယုံကြည်ချက်တွေလည်းပါပါတယ်လို့ပေါ့နော်။ ဆိုတော့မျောလင်းချက်တွေဆိုရင်မှုတွေရှုပ်ထွေးမှုတွေကိုအဲတောက်ပြန်မှုတွေအဖြစ်ပြန်လည်ထားပါတယ်လို့ပေါ့နော်အဲ့လိုနေရလို့ get feeling အဲ့ဒါတွေလည်းမသိစိတ်ထဲမှာပါနေတယ်ဘောကတခုခုလိုနေရဘာလို့နေမှမသိဘူးဒါအလို့ဒီကားနဲ့သွားမယ်နေရန်သွားမယ် ဆိုတော့မနေ့ကမေးစရဲဦးတည်ချက်ကိုတတိမထားပဲဒီတိုင်းမကမောင်းပြီးတော့သွားတယ်အဲ့ဒါအလေးအထက်ဖြစ်ပြီးတော့နေတိုင်းလုံးလေးလုံးထက်နေသွားတယ်မေးစရဲကတည့်ရဲ့ပုံမှာအင်းငိုက်သွားတယ်ဒါမှမဟုတ်မတိစိတ်ကအဲ့ဒီလောက်ကိုမောင်းသွားနိုင်တယ်ကောအဲ့လောက်ထိစမ်းနေမတိစိတ်ကဆိုတော့အဲ့ဒီအချိန်မှာပေါ့နော်မေးစရဲမတိမတိစိတ်ကအလုံးလုံးနေရဖြစ်တယ်အဲ့တော့အဲ့ဒါတော့မိတ်ဆွေရဲ့တိနေတဲ့စိတ်ကမစင်နာပဲနဲ့ဖြစ်နေမှာပြန် မိတ်ဆွေရဲ့ပေါ့နော်မတိစိတ်ကိုအတိစိတ်နဲ့ပြောင်းလဲမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ဘဝ90ရာခိုင်နှုန်းကိုပြောင်းလဲနိုင်ပါတယ်။သူနေတဲ့အရာတွေအားလုံးက90ရာခိုင်နှုန်းကျော်ကမတိစိတ်ကနေအလိုအလျောက်လုပ်နေတဲ့အရာတွေဖြစ်တယ်။ဆိုတော့မနေ့မိုးလေးရံနဲ့သွားတတ်တဲ့အလုပ်သွားဖို့စီစဉ်နေတာကိုပြပြမောင်းနေတာတော့ကမှအဲ့ဒီမထားပဲနဲ့လုံလုံနေတဲ့အရာတွေမတိစိတ်အတိုင်းဖြစ်နေပါတယ်။နောက်မှပြောမယ်။နော ဒါမို့ဝင်မလဲပေါ့ဒါတိစက်ကံကိုဆောင်ဖြတ်တာနော်တိစက်ကံဆောင်ဖြတ်တယ်လဲပေါ့နော်နောက်ဆုံးမှာမုတ်တမျိုးကိုပဲဝယ်လာကိုတော့မသိဘဲနဲ့အဲ့ဒီမုတ်တမျိုးကိုပဲဝယ်ပြီးတော့ရင်းပြီးတော့စားနေတယ်ဆိုလို့ရှိရင်တော့ ဒါကတော့မတိစိတ်နဲ့ပတ်သက်နေပါလေဆိုတော့မိတ်ဆွေရဲ့စိတ်ထဲမှာပေါ့နော်အဲမိတ်ဆွေရဲ့ယုံကြည်ချက်တွေကြောက်နေရတဲ့အရာတွေအတိတ်ကအမှန်တရားတွေပေါ့နော်ပြီးတော့မတိတဲ့အလွန်နဲ့ဆိုင်တဲ့အတွေးတွေမအားလုံးလှုပ်ရှားနေပါနော်မိတ်ဆွေရဲ့မတိစိတ်ထဲမှာလှုပ်ရှားနေပါလေတခါတည်းရမှာမိတ်ဆွေကလှုပ်ချင်တာကတကယ်ရှိလှုပ်ချင်နေတဲ့စိတ်ကတကယ်ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အတွေးထဲမှာက ာမလုပ်နိုင်ဘူးဆိုတော့အတန်တစ်ခုကိုခံစားနေရတယ်အဲ့ဒီအတန်ကမသိစိတ်ထဲကအတန်ဖြစ်နေပါလေလို့နော်အဲကြောင့်မသိစိတ်ကဥမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲထဲမှာရေခဲကြီးတစ်ခုတလုံးကြီးပြုတ်ကျနေတယ်ဆိုတော့အဲ့ရေခဲကအိမ်မှာရေခဲကြီးဒါမဲ့ ပင်လယ်ထဲမှာပြုံးကျတဲ့ရေကဲကအပေါ်ယံမြားတာတစ်တီလေးပဲဒါပေမဲ့အတွင်းထဲမှာမြင့်မြုပ်နေတဲ့ရေကဲကအကြီးကြီးပဲဒီသဘောပဲအပေါ်ယံမြားတဲ့ဒီရေကဲတုံးလေးကမိတ်ဆွေရဲ့အတိတ်စိတ်နဲ့တူပါလေတဲ့နော်အဲ့တော့အတွင်းထဲမှာမြင့်မြုပ်နေတဲ့ကိုယ်ဆိုင်ရတိုင်းတော့အရာကမြင့်မြုပ်နေအဲ့မြင့်မြုပ်နေတဲ့အရာကမိတ်ဆွေရဲ့မတိစိတ်နဲ့စိတ်တွေကိုပေါ့နော်ဒီဗီဒီယိုကမတိစိတ်နဲ့တိစိတ်ကိုနားလဲအောင်နော် မှာနောက်ဗီဒီယိုမှာတော့မတိစိတ်ထက်သွားနေဖို့နီလန်းသုံးခုပြပြသွားပြမှာပါမိတ်ဆွေရဲ့ယုံကြည်ချက်တွေကိုပြန်ဖော်ပြီးဘဝကိုတစ်ဖန်ပြန်လဲတိဆောက်ချင်တယ်ဆိုရင်တော့ subscribe လေးလုပ်ထားပြေအောင်နော်